်င်းတို့စစ်တပ်ထောက်ခံသူဘောမာတွေရဲ့เนาะစစ်တပ်လော်ဘီအုပ်စုတွေရဲ့အေးဘောစစ်တပ်လော်ဘီဆိုဘောမာပေါ့နောက်တစ်ခုကကျော်စစ်ခွေးတွေမင်းတို့ပရမအူဆုံးအတိတရားကိုခေါင်းထဲရနေထည့်ပြီအဲ့တော့ငါတို့ကွာငါတို့မိငါတို့ဖေးရနေငါတို့ကိုမွေးလို့ငါတို့ကမြန်မာနိုင်ငံမှာလူဖြစ်လာအဲ့လိုပဲများဖေးမိတွေကနေမွေးတဲ့လူပေါင်းစုံကလည်းမြန်မာနိုင်ငံမှာလူဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံသားတွေဖြစ်လာအဲ့တော့ မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုသွားကျင်တဲ့ပုံစံမှာတို့မှာသွားခွင့်ရှိတယ်။ဘုံဝါရအဖြစ်အားလုံးကလက်ခံဖို့ပဲလိုတယ်ကွာ။အဲ့တော့ငါတို့သွားကျင်တဲ့နိုင်ငံတော်ငါတို့သွားနေတာဟိုမင်းတို့စစ်အုပ်စုကကန့်ကွက်ပြီးတော့မှငါတို့ဘုံမှာအနိုင်ကျင့်ဖို့ကြတယ်။ဟုတ်ပြီအနိုင်ကျင့်ဖို့ကြတယ်။အနိုင်ကျင့်ဖို့ကြပြီးတော့မှမင်းတို့ကြွေးကြော်တဲ့ဟာမင်းတို့တခုမှမင်းတို့မလုပ်ဘူး။ င်းတို့အနိုင်ကြီးပူကြတယ်မင်းတို့ PDF တွေကိုမင်းတို့တိုက်တယ်တိုက်တော့မနိုင်အောင်မနိုင်တော့ PDF တွေထောက်ပတ်မရအောင်မင်းတို့မြန်မာနိုင်ငံသားကိုယ်နိုင်ငံသားပြည်သူလူထုကိုမင်းတို့ရဲဆက်ဆက်ဘုံကျဲပြီးတော့မှမင်းတို့တတ်ဖြတ်တယ်ဒါလည်းမင်းတို့ဘောမတွေကထောက်ခံတယ်ဆိုတော့ဘလို့အုံနောက်လဲငါစဉ်းစားလို့မရအောင်နောက်တစ်ခုကျတော့မင်းတို့အခုလာရှိုးပဲကြည့်လိုက်တော့တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်နဲ့နော်မင်းတို့စစ်ခွေးအုပ်စုနဲ့ပေါ့ကွာအဲအတူတူကပူးတွဲပြီးတော့မှအုပ်ချုပ်တဲ့ပုံစံဖြစ်နေပြီ။ အဲ့ဒီမှာတရုတ်ကလာပြီးတော့မှကြားဝင်တယ်မင်းဒီတရုတ်ကစစ်ကောင်စီဝင်ယုံတားရှုံးမှလာထိုင်တာဟောငါတို့ပြည်သူတွေသဘောမတူဘူးပြည်သူတွေရဲ့ဆန္ဒလည်းမဟုတ်အဲ့စစ်တပ်ရဲ့ဆန္ဒတစ်ခုတည်းနဲ့လုံနေတာ1960ပတ်ဝန်းကျင်မှာလည်းဥနေဝင်းကရှမ်းဒီကချင်ပြည်နယ်ကနယ်မြေတွေကိုတရုတ်ကပေးပြီးသွားပြီအခုလည်းတရုတ်ကောင်စီဝင်ယုံကိုနိုင်ငံတော်ရဲ့သဘောတူညီချက်တော်ရဲ့ဆုံးဖြတ်ချက်တွေဘာမှမပါဘဲနဲ့ပြည်သူရဲ့ဆန္ဒတစ်ခုမှမပါဘဲနဲ့မင်းတို့ခေါ်သွင်းပြီးတော့မှ မင်းတို့ပြပအားကိုပစင်ရိုးလို့ပြောနေတယ်မင်းတို့ဟိုချန်စီယိုးနဲ့အရိုးထိုးမယ်ငါတို့နေမျိုးမထီစီရတော့ဘာတို့ညာတို့စောက်ကြီးစောက်ကြဲတွေပြောနေတဲ့ကောင်တွေဟာလူလူဆန္ဒမပါမယ်နဲ့ခေါ်ထည့်ပြီးသွားပြီမင်းတို့အဲ့ဒါလဲမင်းတို့စစ်တပ်ကိုထောက်ခံနေတော့အဲ့ဒါလဲမင်းတို့စစ်တပ်ကိုချစ်နေတော့မင်းတို့ရဲ့အတိတရားမရှိမှုကငါတော်တော်အံ့ဩတယ်ဘလို့မျိုးစိတ်နဲ့လဲမသိအဲ့တော့မင်းတို့အတိတရားကိုခေါင်းနဲ့ထည့်ပေးတာ နော်မင်းတို့အယိုးနဲ့ခြံစည်းရိုးထိုးမယ်ပါကိုပြည်နယ်ထဲမှာကျတော့တိုက်တဲ့တိုက်ပွဲတွေကျတော့အယိုးခြံစည်းရိုးထိုးမယ်ပါဖြစ်တယ်ညာပြီးစောက်ကြီးစောက်ကြဲပြောအခုတရုတ်ကအယိုးကိုခြံစည်းရိုးတောင်ထိုးစရာမလိုဘူးနော်ပြည်သူလူထုလည်းလက်မခံဘဲနဲ့မြန်မာနိုင်ငံထဲမှာကောင်းစည်းဝင်ရုံလာစိုက်တယ်ဆိုတာဒါအချို့ကြောင့်အာဏာကျူးကျော်တာပဲမင်းတို့ပြောတာမင်းတို့ကပြည်သူရဲ့ဆန္ဒကိုလည်းအကောင့်ထဲမဖို့ဘူးမင်းတို့ကဒီနိုင်ငံတော်ရဲ့အချို့ကြောင့်အာဏာကိုလည်းမကာကွယ်ဘူးအဲ့ဒါမင်းတို့စစ်သားမဟုတ်တော့ဘူးတက်မတော်မဟုတ်တော့မင်းတို့စစ်ကွေးစစ်ကွေးရဲ့အုပ်စုဖြစ်သွားပြီး ။ဒါမျိုးတော့တီတရားကိုခေါင်းထဲထည့်ပေးတာ။တီတရားကိုခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ကပါလာတဲ့ဟာမှာတီတရားလိုရေပြီးဖင်နေရထည့်ပေးမယ်ကြလား။ငါလုံးဝပေါမရတယ်။ဟုတ်ပြီဖင်နေရတယ်တဲ့မယ်နော်။ဖင်နေရထည့်ပေးမယ်ကြလား။